တောင်ပြိုရည်ကြီးမှုကြောင့်လေဧကတရာကျော်ဖုံးလွှမ်းခဲ့တဲ့ရွာငံမြို့နယ်မှာစကွဲတအိတ်ကိုတက်ရှစ်တောင်းပေးပြီးဝန်းစာဖြစ်တင်နေရပါတယ်။ဟာနာတရင်ပေးပို့ထားပါတယ်ရှင်။ဆန်းကုန်းတဲ့အတင်းကစကွဲအချောတအိတ်ကိုရောင်းစည်းချက်၄၈၀၀၀တာထုတ်ပြန်ချပေးမယ်။တောင်ပြိုရည်ကြီးခဲ့လို့ဝန်းစာမဖူလုံတော့တဲ့ရွာငံမြို့နယ်ကြောင်ငယ်ကြီးရွာမှာတော့စကွဲတအိတ်ကိုတက်ရှစ်တောင်း၇၀၀၀ပေးပြီးဝယ်စားနေကြရပါတယ်။ကျွန်တော်တို့ဒီစပိုင်းလူကြီးက အင်ချီရ260လောက်စီးရနေမှာလူဦးရေအဖြစ်ပြောမယ်ဆိုရင်ထွန်900ပေါင်းကျင်လောက်နေထိုင်ပါတယ်ဒီရောက်ရောက်မှာဟိုခါရင်းနှိပြကြတော့ဟာဒီစပတ်ကိုမိခိုးစားသုံးသည့်အတွက်အဆောက်နေရေးလဲဟိုရှင်ပြပါတယ်ဒီနှိနှိထားကြတော့ဟာအဆောက်နေရေးရှင်ပြလဲမှုမရှိသည့်အတွက်ရန်ကုန်ဖက်အနေပြီးခမကျွန်တော်တို့ဆန်းဟိုတပန်းကျူးနှိပန်းကျူးသုံးပန်းကျူးအဒီလူလေးကိုပဲဝယ်ဆက်ရတယ်ဒီဆောင်လေကလည်းပဲဟိုစားဖြီကုန်ပေါ့ဗျာမသိုံစားရတဲ့နေထားပါပဲ အဲ့ဒီဆောင်တလုံးလည်းပဲကျွန်တော်တို့ဖဲအောင်ရောက်လာရင်ရှစ်တုံးကူးတုံးတသိန်းဒီလူပဲဝယ်စားနေရတယ်ပင်ကျူးလေးဟိုဆောင်ကောင်းတော့မှမစားနိုင်ဘူးဘုရားဆောင်တန်းကိုရောက်နေတယ်ကျွန်တော်ဆောင်မှာဆန်တန်ချိန်73တန်းလောက်ထွက်ရှိနေတဲ့နိုင်ငံမှာလက်တလုံးစပားပေါ်ချိန်ဖြစ်ပြီးဆန်စပားလက်ကြံများနေတာကဘာဆန်စည်းကွက်ကျဆင်းနေတာကြောင့်ဆန်တင်ဖို့မှုလည်းနေပါနေပြီးစပားစည်းတွေလည်းကျဆင်းနေတာဖြစ်ပါတယ် ဒါကြောင့်ရန်ကုန်မြို့မှာဆန်းစည်းဟာစကွဲအောက်ရောက်နေတယ်လို့စကွဲတိတ်ကလည်းကျပ်၄၈၀၀၀ဒါရှိနေပါတယ်။ကျောင်းငယ်ရွာကစကွဲရောင်းချတဲ့ကုန်စုံဆိုင်တစ်ဆိုင်မှာတော့စိန်မတီတာကျဲသုံးပွင့်စတဲ့ရန်ကုန်မြို့ဘီးရင်တောင်ပွဲရုံတန်းကတင်ပို့လိုက်တယ်။စကွဲတွေကိုရောင်းချနေသူတူကတော့စင်ကျိုးလိုဒေသကခေါ်ဆိုကြတဲ့ကြီးရွာစကွဲတိတ်ပေါက်စင်းနဲ့ပတ်သက်ပြီးခုလိုပြောပါရယ်။သူတို့ကဟုတ်ဒီကာသမလာချပြည့်တွေကုန်တဲ့တူကအဲကျွန်တော်တွေကအဲ ိုဈေးစားပေါ့ဗျာနော်အမြအပဲစားပါတိုက်ကို2000 1000တော့ပဲစားရတယ်အဲဒီဒီကောင်ကကြတော့9000နဲ့ဩ9000နဲ့9000ခွဲဒါ9000နဲ့9000အခြေ3000လောက်10000နဲ့9000အဲ့ဒါကြောင့်စံစည်းတွေကိုပြီးခဲ့တဲ့2023ခုနှစ်အခုလိုစပါပေါ်ချိန်မှာစတင်ကန့်သက်ခဲ့ပြီးစင်စည်းမကြည့်အောင်ရန်ကုန်မြို့နယ်မြို့ကြီးအချို့မှာတမန်စီအတိုင်းကားနဲ့လက်လံရောင်းချတာ ဝါရန်ဆန်ကုန်စီတိုင်းမှာလက်လီဆိုင်တွေဖွင့်လေးရောင်းချတာတွေစတာတွေပြုလုပ်ခဲ့ကြပါတယ်။ဒီလိုမျိုးပေါ်မှာတမတ်စီအတန်ရောင်းချခဲ့ပေမဲ့ရွာငံမျိုးကတဘာဝဘေးကြောင့်လေယာဉ်မြေပျက်စီးဆုံးရှုံးပြီးဝမ်းစာမဖူလုံတဲ့ဒေသမှာတော့စကွဲတအိတ်ကိုစစ်ကောင်စီတမတ်ထားတဲ့စီချက်သစပုံပေးပြီးဝယ်ယူနေကြရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့2025ခုနှစ်ဇူလိုင်လအတွင်းပင်းတရတောင်တန်းမှာတောင်ပြိုရီကြီးရာတွေပထမအဆုံးဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်လေယာဉ်မြေတွေလူနေအိမ်တွေနဲ့ လူခုနှစ်ဦးတေဆုံးခဲ့ပြီးအဲ့ဒီတောင်တန်းရဲ့အနောက်ဘက်ခြမ်းမရှိတဲ့ရွာငါမြို့နယ်ကြောင်ရက်ကြီးရွာရှိလေယာမီတွေလည်းနှုံးဝင်သာကျောက်တုံးနဲ့တစ်တုံးတွေဖုံလန်းကုန်တာတွေဖြစ်ပေါ်ခဲ့ပါတယ်။ဒါကြောင့်တောင်ကြားလွင်ပြင်မှာရှိတဲ့ဆင်လေချောင်းနဘေးဝဲရကလေအကာ120ကျော်ရှိတဲ့ဆင်လေခွင်းဟာအကတရာလောက်ပျက်စီးသွားတာဖြစ်ပါတယ်။ကျမဟန္နာပါ